င်္ဂါပါရှင်။ဒီဇင်ဘာလ10ရက်နေ့ PBN ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တိုက်ပွဲပြင်းထန်နေတယ်။အမ်ဘရန်လမ်းပိုင်းမှာဒူတက်ကျက်တအူအပါစစ်ကောင်စီတပ်သား၄ဦး PIA မကွေးထံလက်နက်နဲ့အလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုသတင်းတော်နိုင်ငံကပေးပို့လာတာဖြစ်ပြီးကိုရီးချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ပူးပေါင်းမဟာမိတ်တပ်တို့တိုက်ပွဲတွေပြင်းထန်နေတဲ့အမ်ဘရန်လမ်းပိုင်းဇင်ပြွန်းကျေးရွာနီးမှာတာဝန်ကျနေတဲ့ဒူတက်ကျက်တအူအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ဦးတို့ဟာ PIA မကွေးထံလက်နက်တွေနဲ့အတူအလင်းဝင်လာကြတယ်လို့ PIA မကွေးကမနေ့ကဒီဇင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။စူပါတပ်ဖွဲ့ဝင်၄ဦးတို့ဟာစစ်ကောင်စီတပ်ကလက်လွတ်ဆုံးရှုံးထားရတဲ့ကွာမြူနယ်အခြေဆိုင်ခမရ963လက်အောက်ခံတပ်ရင်းကတပ်သားတွေဖြစ်ပြီးတော့နီလန်မျိုးမျိုးနဲ့အတင်းအာသမပေါ်တာဆွဲခံထားရသူတွေလည်းဖြစ်တယ်လို့သိရပါတယ်။သူတို့၄ဦးထံကနေ MA1 တလက် MA2 တလက် MA3 နှစ်လက်နဲ့အခြားခဲယမ်းပစ္စည်းအချို့ကိုလက်ခံရရှိခဲ့တယ်လို့လည်း PI မကွေးကဆိုပါတယ်။ PI မကွေးစီကိုအလင်းဝင်ရောက်လာတဲ့အထဲမှာအမည်မဖော်လိုတဲ့ပြည်သူစစ်မှုထမ်းပါဆတ်အုပ်ကလည်းအလုတ်ကနေညနေအချိန်ပြန်လာတဲ့အခါပေါ်တာဆွဲခံခဲ့ရတာဖြစ်ပြီးတော့စစ်မှုထမ်းတင်တန်း3လခန့်သာတက်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ဒါ့အပြင်နိုင်ငံတောင်နဲ့အမ်ဘရန်လန်ပိုင်းတိုက်ပွဲတွေမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးကိုလည်းငဖဲမြို့နယ်အတွင်းမှာလက်ရဖမ်းမိခဲ့တယ်လို့ PI မကွေးကဆိုထားပါတယ်။ အဲ့ဒီဖမ်းမိသူတွေတဲမှာနှစ်ဦးကတော့ခလာရနှစ်ကိုငါတက်ရင်ကတက်ဖွဲ့ဝင်နေဖြစ်ပြီးတော့အခြားတဦးကတော့တက်မ66လက်အောက်ခံတရားဝတီအခြေဆိုင်ခလာရ35တက်ရင်မှတက်သားဖြစ်တယ်လို့လည်းသိရပါဗျ။ဆိုပါတက်ဖွဲ့ဝင်3ကလည်းတင်းအာသမဘော်တာဆွဲဖမ်းဆီးခေါ်ဆောင်ခံရသူတွေဖြစ်ပြီးလက်ရှိမှာတော့စစ်တမန်ဦးတွေနဲ့အညီကောင်းမွန်စွာထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့ PIA မကွေးကဆိုပါတယ်။ PIA မကွေးတက်ဖွဲ့ဝင်တွေဟာပူပေါင်းမဟာမိတ်တက်တွေနဲ့အတူ မွေတိုင်းငဖဲမြို့နယ်ကအမ်ဘရန်လန်တလျှောက်မှာ၎င်းပတိန်မုံရွာလမ်းပိုင်းနဲ့အမ်ဘရန်လမ်းပိုင်းရှိကြားဒေသတွေမှာ၎င်းစစ်စင်ရေးတွေပေါ်ဆောင်နေတာလည်းဖြစ်ပါတယ်။ပြီးကြတော့ဒီဘလာ၂ရက်နေ့ကလည်းမွေတိုင်းငဖဲမြို့နယ်နေရကန်ဝင်းကျင်တိုက်ပွဲတွေအတွင်းမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ရဲ့တမကိုကိုနဲ့စကခဆက်ခွန်လက်အောက်ခံတပ်ဖွဲ့ဝင်28ဦးတို့ကိုလည်း PI မကွေးတပ်ဖွဲ့ကအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။အဆိုပါဖမ်းဆီးခံခဲ့ရတဲ့တပ်ဖွဲ့ဝင်များစုကလည်းအတရားတမဆစ်မှုတန်းဥပဒေအရပေါ်တာဆွဲခံခဲ့ရတာဖြစ်ပြီးတော့ ရှေ့တန်းဆင်မနာကိုစစ်ကောင်စီတပ်ကပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ MLM ရှိနယ်ရီကန်ဘျူဟာဂုံးစကန်းကိုအာရခတ်တော်အေအေချင်းကာဝေးတပ်နဲ့အရှိုချင်းကာဝေးတပ်ငွေတိုင်းခြေဆိုင် PDF တပ်ရင်းတွေကျောင်းသားလက်ရုံတပ်တော် SAF ပြည်သူ့လွတ်လပ်ရေးတပ်တော် PLA လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးတို့ကထိုးစစ်ဆင်တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်။ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မော်လမြိုင်မြို့မှာ အစည်းအဝေးကိုအကြောင်းပြပြီးစစ်ကောင်စီကလူငယ်သုံးဦးကိုပေါ်တာဆွဲထားတဲ့ဆိုတဲ့သတင်းကိုသတင်းတော်မင်းတော်ကပေးပို့တင်ဆက်ထားပါတယ်။မော်လမြိုင်မြို့ပေါ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့အစည်းအဝေးအကြောင်းပြပြီးမြို့နေလူငယ်လူရဲတွေကိုပေါ်တာဆွဲစုဆောင်းတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ2ရက်နေ့ည7:00နာရီလောက်ကမော်လမြိုင်မြို့ပေါ်မြိုင်သားယာ7လမ်းရှိနေအိမ်တအိမ်ကိုအစည်းအဝေးမတိုင်ထားလို့ဆိုတဲ့အကြောင်းပြချက်ဖြစ် စစ်ကောင်စီတပ်သားတွေကလက်နက်ဖြင့်ဝိုင်းတာအစိုးရနေအိမ်မှအိမ်တော်ဦးစီးဖြစ်သူကိုရဲစခန်းသို့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဒါအပြင်အစိုးရညမှာတင်မြိုင်သားရ71လမ်းထိပ်ရှိရွှေဟိုတယ်မှအသက်20ကျော်ဝင်တဲ့အမျိုးသား3ဦးကိုလည်းရဲနဲ့စစ်တပ်ကဝင်ရောက်ဖမ်းဆီးပြီးနောက်စခန်းသို့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဒီလိုဖမ်းဆီးပြီးနောက်အစိုးရဝန်ထမ်း3ဦးကိုရဲစခန်းမှအချက်ချင်းအမှုရေးတင်ခဲ့ပြီး၎င်းတို့ထဲမှ2ဦးကိုတော့ ထွေအုပ်ယုံမှတာဝန်ကျနေတဲ့စစ်ကောင်စီရာရှိဆိုသူကစစ်မှုထမ်းအတွက်ညာတွင်ချင်းခေါ်ဆောင်သွားပြီးကြံတူးကိုတော့ရဲစခန်းအတွင်းမှာပဲဆက်လက်ချုပ်နှောင်ထားတယ်လို့သိရပါဗဒါပြင်မော်လမြိုင်မြို့ပေါ်အတွင်းစစ်ကောင်စီကမင်းမျိုးစုံဖြင့်ပေါ်တာဆွဲလူသစ်စုဆောင်းတာတွေပြုလုပ်နေကြကြောင့် ူငယ်တွေအနေနဲ့စိုးရိမ်ထိတ်လန့်နေရတယ်လို့လည်းသိရပါတယ်။အလားတူအခြားတစ်ဖက်မှာလည်းမူရစေဝါအပါဒူးဆိုင်မှုတွေပစ္စည်းပြောင်းမှုတွေမကြာခဏဖြစ်ပေါ်နေပြီးရေစကန်တွေစီတိုင်ကျက်ဖွင့်တာတွေဆောင်ရွက်ပေမဲ့လည်းဘာမှလိုက်ပါလှုပ်ဆောင်ပေးခြင်းမရှိဘူးဟုအခြားဒေသခံပြည်သူတို့မှ BBM ကိုပြောပါတယ်။ အာနာသိမ့်ပြီးနောက်ပိုင်းမော်လမြိုင်မြို့ပေါ်မှာတရားဝင်လောင်းစားယုံတွေပုံမှုများပြားလာပြီးဒူးဆိုင်မှုတွေလည်းအရင်ကထက်ပုံမှုဖြစ်ပွားနေရလို့မြို့နယ်ပြည်သူလူထုထံမှပြောဆိုမှုတွေရှိနေပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လဗလန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုသတင်းနောက်ခက်ဆက်ကပြပို့လာတာဖြစ်ပြီးကိုရီးချက်ကတိဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပဲခူးတိုင်းတာယာဝတီခရိုင်လေဗရန်မြို့နယ်မှာကင်းဘုံဝင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား၂ဦးသေဆုံးပြီးအလောင်းတွေကိုလာမကောက်သေးကြောင်းမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီသမလား9ရက်နေ့လယ်နားအီခန့်မှာမကြီးကွင်းရွာဆယ်ပေါင်နီးတရင်ထောက်လမ်းမှုတွားရောက်စဉ်ကင်းဘုံဝင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်စစ်ကောင်စီတပ်သား၂ဦးနေရာမှာတင်သေဆုံးပြီးညနေပိုင်းထိရုပ်လောင်းတွေလာမကောက်သေးဘူးလို့ဆိုပါတယ်။ တိုက်ပွဲအတွင်းတော်လင်းရဲဘော်တအူးတရန်ရပြီးဆိုင်ငယ်တစည်းဖုံးနှလုံးနဲ့လူတွေတလုံးတို့ဆုံးရှုံးခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ဆိုပါတိုက်ခိုက်မှုကိုမင်းသားမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူတာဝရီခရိုင်တရင်383ညနဲ့တက်ခွဲ3ကရဲဘော်တွေကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ထွေထွေတိုက်ပွဲတွေအချိန်မရွေးဖြစ်ပွားလာနိုင်တာကြောင့်ပြည်သူတွေအနေနဲ့စစ်ကောင်စီတပ်သားရဲနဲ့ပြူစောထီတွေရှိတဲ့နေရာတွေနီးတော်လာနေထိုင်တာတွေလုံးဝမပြုတ်လို့ကြဖို့မင်းလာမျိုးနဲ့ပကဖကသတိပေးထားပါတယ်။ ဒီဇင်ဘာလ10ရက်နေ့ PPL ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကျမတူစာပါ